မင်္ဂလာပါဒီနေ့ကျမတို့အာယုံဆိုင်မဲ့အကြောင်းအရာလေးတစ်ခုနဲ့စချင်ပါတယ်ဘီမန်တော်ရဲ့တကားတစ်ခုတင်တဲတကားလိုလူတီများတဲ့နေရာနားမှာပေါ့လေအမြဲတမ်းလိုလို တွေ့ရတဲ့လူတစ်ယောက်ရှိတယ်ဟုတ်ကဲ့သူကမွေးရပါချီမတန်ဆွမ်းဘူးအဲ့မှာနေတိုင်းအလူခံနေရတာอืมသူ့ဘွားကအဲ့လိုလဲလဲပတ်နေတာပေါ့ဒီနေ့ပေါ့နေ့လယ်၃နာရီစကောင်းဝတ်ပြုခြင်းအဲ့ဒီအချိန်မှာတမန်တော်ပေထရုနဲ့ယောဟန်တို့ဖိမန်တော်ရဲဝင်လာရင်သူ့ကိုတွေ့တယ် ဟုတ်ကဲ့ပုံမှန်ဝတ်ပြုခြင်းတခုပေါ့သူကလည်းအလူတောင်းတာပေါ့နော်ဒါပြင်ပေထရူရဲ့တုံးပြန်မုံကထူးခြားတယ်ပိတ်ဆက်မဟုတ်ဘူးอืมဘာပြန်ပြောလဲဆိုတော့နာဇရစ်မြို့သားယေရှုခရစ်တော်ရဲ့နာမနဲ့ထားလို့လှမ်းသွားလို့ဆိုပြီးသူ့ကိုလက်ကနီဆွဲထူလိုက်တာဟွန်းတကယ်ကိုအံ့ဩစရာပဲဟုတ်တယ်အဲ့ဒီလူကလည်းချက်ချင်းပဲခုံပေါင်းတယ်လမ်းလျှောက်တယ်ဖျားခြင်းကိုချီးမွမ်းရင်ဘီမနော်တဲ့ဝင်သွားရောဒါကဓမ္မတကြံတမန်တော်ဝတ္ထုအခန်းကြီး၃မှာပါတဲ့အဖြစ်ပြက်လေးပါ ဟုတ်ကဲ့ဒီအဖြစ်ပြက်ကတကယ်တော့အစတစ်ခုလို့ပြောလို့ရတယ်။နော်ဆက်တွဲအရေးကြီးတဲ့အဖြစ်ပြက်တွေတွန်တင်မှုတွေအများကြီးအတွက်တခါဖွင့်ပေးလိုက်တယ်လို့ပဲ။အဲဒါကြောင့်မို့ဒီနေ့ကျမတို့အဓိကဆွေးနွေးကြမှာပေါ့နော်။ The wise believers ကပြောဆိုထားတဲ့အချက်လက်တွေကိုအခြေခံပြီးတော့တမန်တော်ဝုထုအခန်းကြီး3မှာပါတဲ့အဓိကအဖြစ်ပြက်တွေအကြောင်းအရာတွေရဲ့အတွင်းကျကျအသေးပေတွေကိုလေ့လာကြဖို့ပါ။ဟုတ်ကဲ့။ အပိုင်းနှစ်ပိုင်းခွဲပြီးခြိသွားမယ်။ပထမပိုင်းကတော့အခုနပြောခဲ့တဲ့အောင်းအောင်းဝယ်ကုသခြင်းအကြောင်းအသေးစိတ်ပေါ့။ဟုတ်ကဲ့။ဒုတိယပိုင်းကတော့အဲ့ဒီကုသမှုကြောင့်လူလီဝိုင်းအောင်လာတဲ့အခါပေထရုဟောပြောခဲ့တဲ့တရားဒေသနာအကြောင်းပါ။ဒီဆွေးနွေးမှုကအထက်ကတော့တမန်တော်ဘုသူအခန်းကြီး3ကိုခြုံငုံပြီးတော့အဲအထက်မှာပါတဲ့အသေးစိတ်အချက်လက်တွေ နောက်ခံအခြေအနေတွေပြီးတော့အဓိကအသင်ခန်းစာတွေကိုပို့ပြီးတော့နားလည်သွားအောင်ကြည့်ရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ဟုတ်ကဲ့မျက်စိရှိတင်ဖြစ်သွားတဲ့အံခွေအားကနေဘာတွေတင်ယူနိုင်မလဲပေါ့အဲ့ဒီတော့ပါပဲကောင်းပါပြီဒါဆိုပထမပိုင်းအံခွေကုသချင်းအကြောင်းကို စလိုက်ကြရအောင်ခုနကပြောခဲ့သလို ပေကျေတို့နဲ့ယိုဟန်တို့ဘီမန်တော်ကိုတွားတဲ့အချိန်က နေ့လေ3နာရီဝတ်ပြုချင်းဒါကဂျူးတွေအတွက်ပုံမှန်ဝတ်ပြုချိန်တခုနော်ဟုတ်ပါတယ်အဲ့ဒီချိန်ကယေရုရှလင်ဘီမန်တော်မှာ နေ့စဉ်ပူဇော်တကားတဲ့ယုတ်တယ် ဆူတောင်းကြတဲ့အချိန်ဒီတဲ့ကတခုပေါ့သူတို့ဘီမန်တော်တဲ့ဝင်းခါနီးမှာရဲအဲ့ဒီတင့်တယ်တန်ကားဆိုတဲ့နေရာမှာအလူခံနေတဲ့ခြေစွန့်သူကိုတွေ့တာအဲ့ဒီတင့်တယ်တန်ကားဆိုတာကတော့အင်းတချို့တမိုင်းပညာရှင်တွေကတော့ပြောကြတယ်အလွန်ခမ်းနားတဲ့ကိုရင်းသူခြေဝါးနဲ့လောက်ထားတဲ့တန်ကားကြီးဖြစ်နိုင်တယ်ဆိုတော့အဲ့လိုအထင်ကရနေရာမှာနေတိုင်းလာပြီးအလူခံနေရတဲ့ဆိုကြတဲ့ကသူ့ခြေနေကိုလူတော်တော်များများတိကျမှာပဲအင်းလေ သူ့ဘွားလေးကိုစဉ်းစားကြည့်ရင်တော်တော်တနာစရာပဲမွေးကလေးကချေမတန်တော့ကိုကကိုကိုရက်တီဖို့မလွယ်ဟူသူများကုညီတာအလူပေးတာကိုပဲမိခုန်နေရတာဟုတ်ကဲ့လူမှုတိုင်းဝိုင်းမှာလည်းအပြေးဝပါဝင်ဖို့ခက်ခဲတဲ့အခြေအနေမျိုးပေါ့အဲ့ဒီနေ့မှာ तू ကပေထရုနဲ့ယိုဟန်ကိုအလူတောင်းလိုက်ခြင်းအဲ့ဒီမှာပေထရုရဲ့တုံ့ပြန်ပုံလားတကယ်စိတ်ဝင်စားဖို့ကောင်းတယ်မှန်ပဲပေထရုကပထမဆုံးပါပြောလဲဆိုတော့ ငါမှရွှေငွေပါမမရှိဘူးလို့ပွင့်ပွင့်လင်းလင်းပြောတယ်ဟုတ်ကဲ့ရိုးရိုးသားသားပဲဒါကရေးကြည့်တယ် तू မလောကီပစ္စည်းမပြည့်စုံဘူးဒါမှမဟုတ် तू အားမငယ်ဘူးဒါပေမဲ့ငါမှရှိတဲ့အရာကိုမင်းကိုပေးမယ်ဆိုပြီးဆက်ပြောတယ်အဲ့ဒီငါမှရှိတဲ့အရာဆိုတာကဘာလဲအဲ့ဒါကနာဇရိုင်းမြို့သားယေရှုခရစ်တော်ရဲ့နာမပဲအလူခံကငွေစလီနဲနဲပါပါမျိုးလင်းနေခြင်းမှာပေတုကသူ့ဘဝတစ်ခုလုံးကိုပြောင်းလဲပစ်နိုင်တဲ့အရာကိုပေးလိုက်တာ တန်ဖိုးရင်ကြီးတဲ့ရပါတော့ဟုတ်ကဲ့လောကီတန်ဖိုးထက်အများကြီးကြီးမြတ်တဲ့ဝိညာဉ်ရဲ့တန်ဖိုးနဲ့တန်ဖိုးကိုပေးနိုင်တယ်ဆိုတာပြလိုက်တာပဲဟုတ်ကဲ့ပြောရုံပဲမဟုတ်ဘူးနော်ပေထရူကသူ့ကိုညာလက်ကနေဆွဲထုတ်လိုက်တယ်အဲ့ဒီအခိုက်တန်းလေးမှာပဲကျမ်းစာထဲမှာဆိုထားသလိုချစ်ချင်းသူ့ခြေတော်နဲ့ချစ်ချင်းဝတ်တွေမှာခွန်အားပြေလာတယ်ဆိုတာကတကယ့်ကိုအံ့ဩဖို့ကောင်းတယ်။ဟုတ်ပါတယ်။စေပညာရာကြီးလင့်တောင်မဖြစ်နိုင်တော့ပဲလေ။မွေးရပါချိုတဲ့မှုနေနဲ့ယုတ်တရကြီးတက်မာလာဖို့ဆိုတာ။အင်္ဂလိပ် ဒါပေမဲ့ဒီမှာတော့သူကချက်ချင်းပဲထရက်တယ်လမ်းလျှောက်တယ်ခုံပေါက်တယ်ပြီးတော့ဖျားတဲ့ကိုချီးမွှားရတဲ့သူတို့နဲ့အတူတူပိမန်တော်ထဲကိုဝင်သွားခဲ့တယ်ဒီနေရာမှာတော့ထက်စိတ်ဝင်စားစရာတစ်ချက်ကသူပိမန်တော်ထဲကိုဝင်သွားနိုင်ခဲ့တာပါပဲအရင်ကဆိုသူကအပြင်တကားဝမှာပဲနေခဲ့ရတာဟုတ်တယ်နော်ဟုတ်ကဲ့ဂျူးတွေရဲ့ထုံးစံတချို့ရပြင်းထန်တဲ့ကိုရင်းကချို့တယ်မှုရှိရင်ပိမန်တော်အသွင်းပိုင်းတချို့နေရာတွေကိုဝင်ခွင့်ကန့်သက်တာမျိုးရှိနိုင်တယ် အခုတော့သူကရုပ်ပိုင်းဆိုင်ရာကုသချင်းခံလိုက်ရတော့ဝိပုကိုကတဲ့အတိုင်းဝိုင်းလေးကိုအပြစ်အဝပြောင်းဝင်ခွင့်ရသွားပြီ။ဒါကရုပ်ပိုင်းတင်မကဘူးလူမှုရေးနဲ့ဝိညာဉ်ရေးရပြန်လဲပေါင်းစည်းမှုဆိုတဲ့သဘောတက်ရောက်သွားတာပေါ့။အတိအကျပါပဲ။ဒီလိုမယုံနိုင်စရာမြင်ကွင်းကိုတွေ့လိုက်ရတဲ့လူအုပ်ကြီးရဲ့တုံ့ပြန်မှုကလည်းစံစာထဲမှာဆိုထားလိုပဲအလွန်အံ့ဩပြီးတုန်လှုပ်သွားကြတယ်။ဟုတ်မှာပေါ့။နေတိုင်းမြင်နေကြလူတယောက်လေး တနားလိုအလူပင်းနေကြလူကရုတ်တရက်ကြီးခုန်ပုတ်လမ်းလျှောက်နေတာမြင်လိုက်ရတော့သူတို့ရဲ့နားလည်မှုတွေမျောလင့်ချက်တွေအကုန်လုံးပြောင်းပြန်ဖြစ်သွားတာပေါ့ဒီလူဟာအရင်ကသူတို့တီးခဲ့တဲ့အလူခံမဟုတ်တော့ဘူးဆိုလာချက်ချင်းတိလိုက်ကြတယ်အဲ့ဒီလိုအံ့ဩတုန်လှုပ်ပြီးတီးကျင်စိတ်ပြင်းပြနေတဲ့ခြေနေကပဲပေတရုအတွက်အခွင့်အရေးတစ်ခုဖြစ်လာစေတယ်ဟုတ်ကဲ့ ဒီနေ့ဒုတိယအပိုင်းဖြစ်တဲ့ပေတရုရဲ့တရားဟောပြောခြင်းစီရောက်လာတာပေါ့ဟုတ်ပါတယ်လူတွေကဒီအပ်ဖွယ်မှုကိုမြင်ပြီးတော့ပေတရုနဲ့ယောဟန်တို့နာကိုဝိုင်းအောင်လာကြတယ်ကျမ်းစာအရဆိုရင်တော့သူတို့ကရှောလမွန်တန်ဆောင်းလို့ခေါ်တဲ့ဘီမန်တော်တဲကအမိုးပါတဲ့နေရာတစ်ခုမှာစုဝေးနေကြတယ်အဲ့တော့ဒီလူအုပ်ကြီးကိုပေတရုစကားပြောတဲ့အခါမှာသူ့ရဲ့ရဲစွမ်းတက်တီကိုတကယ်တွေ့ရတယ်။သူကအရင်ဆုံးလူတွေအံ့ဩနေတာကိုသိတယ်။ ပြီးတော့မေဟွန်းတစ်ခုမေးလိုက်တယ်ဟုတ်ကဲ့ဘယ်လိုမေးလိုက်လဲအီတရွေလာလူလူဘာဖြစ်လို့ဒီအမှုကိုအန်အော်နေကြတာလဲကျွန်ုပ်ကရဲ့ကိုပိုင်တန်ခိုးဒါမှမဟုတ်ဖျားဝမမွေ့လျော်လို့ဒီလူကိုလမ်းလျှောက်နိုင်အောင်လှုပ်ပေးတယ်လို့ထင်ပြီးဘာလို့ကျွန်ုပ်တို့ကိုစစ်စစ်ကြည့်နေကြတာလဲဆိုပြီးမေးလိုက်တာအေးဒါကသူတို့ရဲ့အာယုံကို သူတို့စီကနေဖယ်ပြီးတကယ်တန်ခိုးရဲ့အရင်အမြင့်ဖြစ်တဲ့ဖျားတကြီးစီကိုချက်ချင်းလဲပေးလိုက်တာပဲအရင်ပါတော့တယ်ဟုတ်ပါတယ်အဲ့လိုမေးပြီးတော့မှသူကတန်ခိုးရဲ့အရင်အမြင့်ကိုရှင်းရှင်းလင်းလင်းပြောပြတယ်သူတို့ရဲ့ဘိုးဘေးတွေအာဗြဟံဣဇက်ယာကုပ်တို့ရဲ့ဖျားသခင်အဲသူတို့အရင်လေးစားရတဲ့ဘိုးဘေးတွေကိုကိုွေတဲ့ဖျားသခင်ကပဲသူရဲ့အစေခံတချို့ကြောင့်မှုတွေမှာတော့တားလို့ပေါ့ယေရှုကိုချီးမြှောက်ခဲ့တယ်လို့ပြောတယ်ပြီးတော့မှ အဲ့ဒီယေရှုကိုပဲသူတို့ကိုယ်တိုင်ကညှပ်ပယ်ခဲ့ကြတယ်ဆိုတာကိုတေးတေးကြီးထောက်ပြခဲ့တာဒါကကြားတဲ့လူတွေအတွက်တော့နင်းနေတော့ဖြစ်တိုင်းပါပဲဟုတ်တာဗောပေတရုကသွယ်ပိုက်ပြောနေတာမဟုတ်ဘူးသူတို့အတိတ်မှာလုခဲ့တာတွေကိုတိတိတကျပြောတာသူတို့ကအဲ့ဒီယေရှုကိုအနံခဲ့တယ်ပြလမင်းကတော့လွတ်ပြချင်းတဲတယ်ဒါပေမဲ့သူတို့ကပဲတန့်ရှင်းဖြောက်မှတ်တဲ့သူကိုငင်းပေခဲ့တယ်လို့ဆိုတယ်။ဟွန်းပြီးတော့လူသက်သမားဘာရာဗတ်ကိုလွတ်ပေးဖို့တောင်းပြီးတော့ သက်ရှင်ခြင်းရဲ့အရှင်ကိုကျတော့တပ်ပိခဲ့တယ်လို့ပြပြတသားပြောခဲ့တယ်။ဒီစကလုံးတွေလာတော်တော်လေးရင်ဆိုင်ရခတ်တဲ့အမှန်တရားတွေပဲ။ဟုတ်ပါတယ်။ဒါပေမဲ့ပေတရုရဲ့ EV ချက်ကသူတို့ကိုအပြစ်တင်ရှုတ်ချဖို့ကြီးပဲတော့မဟုတ်ဘူး။သူဆက်ပြောတဲ့စကားတွေကအဲ့ဒါကိုပြတယ်။သူကညီကိုတို့တင်တို့ရောတင်တို့အရာရှိတို့ရောမတိနားမလဲလို့ဒီလိုလုတ်ခဲ့ကြတာကိုကျွန်တော်သိပါတယ်။တစ်ဖက်မှာနားလည်မှုပြလိုက်သလိုပဲ။အဲ့ဒီတော့အရေးကြီးတာကဒီအဖြစ်အပျက်တွေအားလုံးက prophet ဒီဟောခဲ့တဲ့အတိုင်းပဲခရစ်တော်ကဒုက္ခခံရမယ်ဆိုတဲ့ဘုရားသခင်ရဲ့အကြံစီတော်ပြည့်စုံတာဖြစ်တယ်ဆိုပြီးဘုရားသခင်ရဲ့အချို့အချာအာဏာပေါင်းထဲမှာထည့်ရှင်းပြခဲ့တယ်။ဒါကသူတို့ကြုံခဲ့ရတဲ့အဖြစ်အဆိုးတွေကိုနားလည်ဖို့အမြင်တစ်ခုပေးလိုက်တယ်လို့ပဲ။ဟုတ်ကဲ့။ဒီလို ရှင်းပြပြီးတော့ပေတရုကတူတရားရေတနာရဲ့အဓိကတိုက်တွန်းချက်ကိုပြောပြီးဒါကြောင့်တင်တုအပြစ်တွေကိုဖြစ်စည်းပြဖို့နောင်တရပြီးစိတ်ပြောင်းလဲကြပါလို့တိုက်ရိုက်တိုက်တွန်းခဲ့တယ်။ဟွန်း ီနေရာမှာနောင်တရာကြီးနဲ့စိတ်ပြောင်းလဲခြင်းဆိုတဲ့စကားလုံးလေးကအရင်ရေးပါတယ်နော်။ဝါနေယုံတက်တက်မဟုတ်ဘူး။ဟုတ်တယ်။အတွေးခေါ်ရောတွားနေတဲ့လမ်းကြောင်းကိုပါလုံးဝပြောင်းလဲဖို့တောင်းဆိုတာ။အဲ့ဒီတိုက်တွန်းချက်ကပဲဒီအဖြစ်ပြက်တစ်ခုလုံးကနေကျွန်တော်တို့တင်ယူနိုင်တဲ့အဓိကချက်တွေကိုလည်းလမ်းညွန်ပေးနေတာပဲ။ The wise believers ရဲ့သုံးသက်ချက်ထဲကစင်ကျင်စရာချက်တွေကိုကြည့်လိုက်ရင်ပူရှင်းသွားလိမ့်မယ်။ဟုတ်ကဲ့။ပရမဇုံစင်ကျင်စရာအချက်က ယေရှုခရစ်တော်ရဲ့တန်ခိုးအကြောင်းပေါ့ပေတရုနဲ့ယောဟန်တို့ကခြေစွန့်သူကိုကူညီဖို့ရွှေငွေကိုအားမကိုးခဲ့ဘူးယေရှုရဲ့နာမတော်မှာရှိတဲ့တန်ခိုးကိုပဲအားကိုးခဲ့တယ်ဒီနေရာနဲ့ဘာသင်ခန်းစာယူနိုင်မလဲဒီနေရာမှာအခုသတိပြုစရာကပေထရုကနာမရွှေငွေမရှိဘူးလို့ရဲရဲဝန်ခံခဲ့တယ်လို့နာမရှိတာကိုပေးမယ်လို့ယုံကြည်ချက်ရှိရှိပြောနိုင်ခဲ့တယ်ဒါကလေဖျားရခင်အမှုတော်ဆောင်တဲ့အခါဖြစ်ဖြစ်ကို့ဘွားရဲ့ခက်ခဲတွေကိုရင်ဆိုင်တဲ့အခါဖြစ်ဖြစ်ပေါ့ ဟုတ်ကဲ့ကျွန်တော်တို့အားကိုးတာကမြင်ရတဲ့တိုင်းတာလို့ရတဲ့လောကီပိုင်ဆိုင်မှုတွေလားဒါမှမဟုတ်မမြင်ရပေမဲ့အသက်တာကိုတကယ်ပြောင်းလဲနိုင်တဲ့ဖျားတခင်အသွင်ကိုနဲ့ယေရှုခရစ်တို့ပေးတဲ့အခွင့်အာဏာအပေါ်မှာလားဆိုတာကိုပြန်စဉ်းစားစေတယ်။ဟုတ်တယ်နော်။တခါကလေအကောင်းဆုံးပေးကမ်းခြင်းကပိဿအိတ်ထဲကမဟုတ်ပေယုံကြည်ခြင်းနှလုံးသားထဲကလာတာထင်နိုင်နေဆိုတဲ့အချက်ပေါ့။အတိအကျပါပဲ။တန်ဖိုးအစီကအဲ့ဒီမှာရှိနေတာ။ကောင်းလိုက်တာ။ဒုတိယဆင်ခြင်စရာကလို့ရဲရင်တဲ့သက်သေးခံခြင်း အံ့ဝယ်မှုဖြစ်သွားပြီးလူတွေအုံလာတဲ့အခါပေတရုကကြောက်မနေဘူးချက်ချင်းပဲထားပြီးယေရှုအကြောင်းကိုရဲရဲဝံ့ဝံ့သက်သေခံဟောပြောခဲ့တယ်။ဒီနေ့ဘာအတူယူနိုင်မလဲ။ဒီအချက်ကလည်းအရေးကြီးတယ်။ပေတရုကအခြေအနေကိုအကောင်းဆုံးအတုံးချခဲ့တာ။ကုသခြင်းကို လက်တွေ့တတ်တယ်ဖြစ်သုံးပြီးအဲ့ဒီတန်ဖိုးရဲ့အရေးအမြတ်ဖြစ်တဲ့ယေရှုအကြောင်းရှင်းပြခဲ့တယ်။ဟုတ်ကဲ့။သူကလူကြိုက်မြောက်အောင်ပြောနေတာမဟုတ်ဘူးနော်။အမှန်တရားကိုပြောနေတာ။ လူတွေဘယ်လိုတုံ့ပြန်မလဲစိတ်ပူမနေပဲပြောတင်တာကိုရေးဝမ်းဝမ်းပြောခဲ့တယ်။ဒါကကျွန်တော်တို့တွေလည်းသင်ခန်းစာပဲ။ဖျားသခင်ရဲ့ကောင်းမြတ်မှုတန်ခိုးတော်တမမုံကိုဘောမှာဖျားသခင်လုတ်ပေးခဲ့တာတွေကိုတခြားသူကိုပြန်မြောက်ဝေကိုတတ်တည်ရှိဖို့လိုတယ်ဆိုတာသတိပေးနေတယ်။ Okay အချိန်ခါတင်နိုင်မြောက်ဝေခြင်းကယုံကြည်ခြင်းရဲ့အရေးပါတဲ့အပိုင်းတစ်ခုပေါ့။မှန်ပါတယ်။ကိုတွေ့မှန်တရားကိုမြောက်ဝေဖို့မမလေးတင်ဘူး။နောက်ဆုံးဆင်ခြင်စရာအချက်ကတော့နောင်တရဲ့အရေးပါမှုပါပဲ။ ပေတရုရဲ့တရားဟောချက်အစဆုံးကိုကြည့်ရင် တွေ့အထိပရည်မှန်းချက်ကလူတွေနောင်နာရပြီးဖျားချင်းစီပြန်လဲလာဖို့ပဲဖြစ်နေလေဟုတ်ကဲ့နောင်တဆိုတာတမချန်းစာတစ်လျှောက်လုံးမှာအဓိကကြတဲ့အကြောင်းအရာတစ်ခုပဲလေနောင်တမက်တနိုယာဆိုတာကစိတ်မကောင်းဖြစ်ရင်ထပ်ပေါ်တယ်အတွေ့အခေါ်သဘောထားဥတီချက်ကို အခြေခံကြကြပြောင်းနေတာဟွန်းပေတရုကသူတို့ကိုအဖြစ်ထောက်ပြရုံနဲ့မရက်ခဲ့ဘူး အဲ့ဒီအမားတွေနဲ့တင်နန်းစာယူပြီးလမ်းကြောင်းပြောင်းဖို့ဖျားသခင်စီပြန်လဲဖို့တိုက်တွန်းခဲ့တယ်။အဲ့လိုလုပ်ရင်တင်တို့ပြည်များကိုဖျက်ဆီးပစ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့တကင်မြတ်ထံတော်မှာချမ်းသာစေတော်အချိန်ကာလဆိုတဲ့ဂရိတို့ကိုပပေးခဲ့တယ်။ဆိုတော့နောင်တဆိုတာအဖြစ်လွတ်ချင်းနဲ့ဖျားသခင်နဲ့ပြန်လဲတိမြတ်ဖို့ပထမဆုံးလမ်းရမယ်ချီလန်းပေါ့။အဲ့ဒီသဘောတရားပါပဲ။ဝိညာဉ်ရေးရလမ်းဆန်မှုရဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အရာပေါ့။ကဲဒါဆိုရင်ဒီနေ့ကျမတို့အသေးစိတ်ဆွေးနွေးခဲ့တဲ့ ဒမန်တော်ဝုဒ္ဓအခန်းကြီး၃ရဲ့အကြောင်းအရာတွေကိုအနစ်ကြောက်ပြန်ကြည့်ကြရအောင်အဓိကကတော့ပေတရုနဲ့ယောဟန်တို့ကမွေးရာဘခြေစွန့်သူကိုယေရှုခရစ်တော်ရဲ့နာမတော်အားဖြင့်ကုသပေးခဲ့တာဟုတ်ကဲ့အဲ့ဒါကသခင်ယေရှုရဲ့တန်ဖိုးတော်ဟာတမန်တော်ရီအားဖြင့်ဆက်ရှိနေတယ်ဆိုတာကိုထင်ရှားစေခဲ့တာပြီးတော့အဲ့ဒီအံဖရမ်မိုးကိုမြင်ပြီးဆုလာတဲ့လူအုပ်ကြီးကိုပေတရုကရေရေဝင်းဝင်းတရားဟောခဲ့တယ်ဟုတ်ပါတယ်သူတို့ယေရှုကိုငင်းပယ်ခဲ့တဲ့အပြစ်တွေကိုထောက်ပြဒါပေမဲ့ ဒါတွေအားလုံးဟာဘုရားသခင်ရဲ့ကြိုတင်တည်မြင်မှုနဲ့အကြံစီတော်အတိုင်းဖြစ်ခဲ့တယ်လို့လည်းရှင်းပြခဲ့တယ်။အဆုံးမှာတော့အရေးကြီးဆုံးတိုက်တွန်းချက်ကနောင်တရပြီးဘုရားသခင်စီ ပြန်လည်လာဖို့ပဲ။အဲ့ဒါမှအပြစ်လွတ်ခြင်းနဲ့ဘုရားသခင်စီကချမ်းသာခြင်းကိုခံစားရမယ်ဆိုပြီးတော့ပေါ့။ဟုတ်ကဲ့။ဒီနှစ်ပေါင်း2000နီးပါးအဖြစ်ပြက်နဲ့သင်ခန်းစာတွေကလေဒီနေ့ခင်မှာသက်ရှင်နေတဲ့ကျမတို့ကဘယ်လိုဆက်ဆက်မှုရှိနေနိုင်မလဲ။ပထမဆုံးကတော့တံမိုးထမှုတွေနဲ့ဆိုင်မယ်ထင်တယ်။ တကယ်တန်ဖိုးဆိုတာရွှေငွေပစ္စည်းဥစ္စာမှမဟုတ်ပဲယုံကြည်ခြင်းအားဖြင့်ရနိုင်တဲ့ဘုရားသခင်ရဲ့တန်ဖိုးတော်မှာရှိတယ်ဆိုတာကိုအမြဲသတိရဖို့ပေါ့မှန်ပါတယ်နောက်တစ်ချက်ကတော့ကိုယ်တိုင်တွေ့ကြုံခန်းစားရတဲ့ဘုရားသခင်ရဲ့ကောင်းမြတ်မှုလက်ရာတော်တွေကိုကိုယ်မှာပဲသိမ်းမထားပဲတင့်တော်တဲ့ချိန်နေရာမှာရဲရဲဝံ့ဝံ့မျှဝေဖို့လိုတယ်ဆိုတာပဲပေတရုလို အခွင့်အခါကိုအသုံးချပြီးအမှန်တရားကိုတတ်သိခံဖို့ပေါ့ဟုတ်ကဲ့ ကိုယ့်ရဲ့ယူရှင်းနဲ့မျှဝေမှုကတခြားသူတို့အလင်းဖြစ်စင်နိုင်တာမျိုးပေါ့အတိကြပဲပြီးတော့အရေးကြီးဆုံးတစ်ချက်ကတော့နောင်တရဲ့အဆောင်မှာမြေတတိယနေဖို့ဘလို့အချိန်နေပဲရောက်နေပါစေအမောင်းဝန်ခံပြီးဖျားသခင်ဘက်လက်ပြောင်းဖို့ပြောတော့မှနောက်မချဘူးဆိုရဲမျောလင်းချက်ဟုတ်ကဲ့အဲ့လို ပြန်လဲလာရင်အဖြစ်လိုချင်းနဲ့ဝိညာဉ်ရရလမ်းဆန်းခြင်းကိုခံစားရမယ်ဆိုတဲ့ဂတိတော်ရှိနေတယ်ဆိုတာကိုဒီအဖြစ်ဖြစ်တဲ့အားပေးနေတာပေါ့နော် ဒါနဲ့ပတ်သက်ပြီးစဉ်းစားစရာမေးခွန်းလေးထွက်လာတယ်ဟုတ်ကဲ့ပြောပါခင်ဗျာဒီဆွေးနွေးမှုတွေအားလုံးကိုခြုံကြည့်ရင်လေဒီနေ့ခေတ်ရဲ့ရှုပ်ထွေးရဲ့စင်ခေါ်မှုတွေအချက်အသေးတွေကြားထဲမှာ လော်ကီဥစ္စာလူညံသိပ္ပံပညာတွေကိုအားကိုးခြင်းစိတ်နဲ့ယုံကြည်ခြင်းကိုပဲအဓိကထားပြီးဖျားသခင်ရဲ့တန်ဖိုးကိုအားကိုးရမယ်ဆိုတဲ့အတွေးခေါ်ကြားကတင်းမာမှုကိုလက်တွေ့မှာဘယ်လိုညှိနှိုင်းကြိုက်ရကြမလဲဟွန်းစိတ်ဝင်စားစရာမေးခွန်းပဲငါမှရွှေငွေမရှိ ဒါပေမဲ့ငါမှရှိတာကိုပေးမယ်ဆိုတဲ့စိတ်ဓာတ်မျိုးကိုလက်တွေ့ပေါ်အမှဘလို့ပုံဖော်မလဲဆိုတာပေါ့နော်လိုကီလိုအချက်တွေကိုလစ်လျူချူဖို့မဟုတ်ပေမဲ့အဓိကအားကိုရာကဘယ်မှာလဲဆိုတာအမြဲစမ်းစစ်ဖို့လိုတယ်လို့ဆိုလိုတာဖြစ်နေပါတယ်တမုံနော်တန်မျိုးစဉ်းစားကြည့်ရင်ကောအဲ့ဒီနေကရှောလမွန်တန်ဆောင်မှာဖြစ်ခဲ့တဲ့အန်ဖွဲအမှုနဲ့ပေထရိုရဲ့ဟောပြောချက်ကအဲ့ဒီလူအုပ်ကြီးအပေါ်မှာဘလောက်အထိရေရှည်ချိုးတက်ရောက်မှုရှိခဲ့မလဲ ဟုတ်ကဲ့လူတယောက်ရဲ့ဘဝရုတ်တရက်ပြောင်းလဲသွားတာနောက်တယောက်ရဲ့ရဲရဲနဲ့စကလုံးတွေကအဲ့ဒီလူအတိုင်းဝိုင်းရဲ့ယုံကြည်မှုတွေအတွေးခေါ်တွေလှုပ်ဆောင်ချက်တွေကိုအဲ့ဒီအခိုက်အတန့်လေးထဲကျော်လုံးပြီးဘလို့များပုံသွင်းပြောင်းလဲစေခဲ့တယ်လဲဆိုတာကလည်းစစ်ပြီးစူးစမ်းလေ့လာဖို့ကောင်းတဲ့အချက်တစ်ခုပဲနော်ဟုတ်ပါတယ်တဦးတယောက်ရဲ့ပြောင်းလဲမှုနဲ့သက်တည်ခံချက်ကအတိုင်းဝိုင်းတစ်ခုလုံးကိုဘလို့လုံလုံးနိုင်တယ်လဲဆိုတာကအမြဲတမ်းစိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းတစ်ခုပါပဲ